အလင်းလှိုင်းကွန်ရက်ကနေယူဆိုပါရယ်ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မတီပါတီဘိုစီယွေးကော်မတီအဘော်ပြည်သူအာနာဂျာနဲ့အမှတ်24 2003ခုနှစ်ဇူလိုင်လတုန်းမှာဖော်ပြပါရှိတယ်အမျိုးအမြင်နဲ့ပြင်ဆင်ထားပါမှဆိုတဲ့ဆောင်းပါဖြစ်ပါတယ်အမျိုးအမြင်နဲ့ ပြင်ဆင်ထားပါမှ Irrest ပွဲပြီးဆုံးခဲ့ပြီဖြစ်တော့လေဒီလိုစစ်ပြူတာမှန်မှန်မှန်ဆိုသည့်ပြဿနာမှာမပြီးဆုံးသေးပါ Irrest ပွဲအစပြုသည့်နေ့အမြင်အမျိုးမျိုးပေါ်ထွက်ခဲ့သည်တချို့ကအမေရိကန်၏ကျူးကျော်စစ်ကိုထောက်ခံကြသည်ကမ္ဘာပြည်သူ အများစုကဆန့်ကျင်သည်တချို့ကအာနာရှင်စနစ်ကျင့်သုံးသည့်ဆရမ်ဟူစိန်အစိုးရကိုတိုက်ထုတ်ခြင်းဖြစ်သဖြင့် စစ်ပြုခြင်းမှာမှန်သည်ဟုယူဆသည်တချို့ကအမေရိကန်သည်ကုလသမဂ္ဂ၏သဘောတူ ခွင့်ပြုချက်မရှိဘဲတိုက်သဖြင့်မှားသည်ဟုထင်မြင်သည်ဗမာပြည်ပြည်သူများသည်အခြေခံအားဖြင့်နာဖဆက်အာနာရှင်စနစ်ပေါ်မုံဒီစိတ်ရှိကြသည် ထိုမုံဒီစိတ်ဖြင့်တချို့ကဆရမ်ဟူစိန်၏အာနာရှင်စနစ်အစိုးရအားဖြုတ်ချပစ်သည်ကိုဝမ်းမြောက်ဝမ်းသာရှိကြသည်အီရတ်တွင်ဒီမိုကရေစီအစိုးရတင်ပေးဖို့ တရားမင်းငငင်းကြီးနဲ့ဆင်းပြီးတင်ပေးသလိုအမေရိကန်ကကဲတင်ပေးသည်ဟုတင်စားကြသည်ဗမာပြည်အရေးအတွက်လည်းအမေရိကန်အားမျော်လင့်ယုံစားနေကြသူများရှိသည်အမေရိကန်၏စစ်ပြုတ်ရေးအကြောင်းပြချက်နှင့်ဆင်ကြီးဆင်လက်များမှန်ကန်ပါသလားသူပြောတိုင်းယုံကြည်ရမည်လားအီရက်ဆိုရကအာနာရှင်စနစ်ကျင့်သုံးသည်ဆိုသည်မှာတန်လျာရှိသည်ဟာမလို့ပါလွန်ခဲ့သောဆနစ်နှစ်တုန်းက အင်းနီဂျင်တိုင်းပြည်တစ်ခုကိုကျူးကျော်ခဲ့မှုပါသည်လွန်ခဲ့သော15နှစ်လောက်တုန်းကကတပုံနေကိုဓာတုလက်နက်အသုံးပြုပြီးတိုက်ခိုက်ခဲ့မှုပါသည်သို့ရတွင်ဒီနေ့မှလည်းအီရတ်ဟာဓာတုလက်နက်တွေကိုတိုးချဲ့ထုတ်လုပ်လျက်ရှိသည်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအထိလောက်လာနိုင်သည်ဆိုသည်တို့မှာမှန်းဆချက်နှင့်အထင်မြင်များသာဖြစ်ပါသည်ယခင်ကအမေရိကန်သည် တာလီဘန်တို့အားမွေးမြူခဲ့သည့်နီးတူဆရမ်ဟူစိန်ကိုလည်းအသုံးချခဲ့မှုပါသည် အီရတ်ဒီအမေရိကန်ထမ်းမလက်နက်များကိုရယူသုံးစွဲခဲ့ပူပါသည်1997ခုနှစ်အထိအီရတ်၏နျူကလ িয়ার ဓာတုဇီဝလက်နက်နှင့်ဒုံးကျည်အတက်ပညာများအားအမေရိကန်လက်နက်ကော်ပိုရေးရှင်းများကထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့အီရတ်မှတင်သွင်းသည့်ဆက်မနာတထောင်တထောင်ပါလက်နက်ထုတ်လုပ်မှုအစီရင်ခံစာထဲ၌အီရတ်၏အစုလိုက်အပြုံလိုက်တည်စေသည့်လက်နက်ထုတ်လုပ်ရေးကိုနိုင်ငံပေါင်းစုံမှ ကုမ္ပဏီ150တို့ကထောက်ကူပံ့ပိုးပေးခဲ့ကြောင်းဖော်ပြထားပါသည်အမေရိကန်ကုမ္ပဏီ24ခုအပြင်ဗြိတိန်ဂျာမနီနှင့်ပြင်သစ်တို့မှကုမ္ပဏီများပါဝင်ခဲ့ကြပါသည်ထို့ရတွင်အစုလိုက်အပြုံလိုက်သေစေသောလက်နက်များယခုဆက်လက်ထုတ်လုပ်သေးသလားမထုတ်လုပ်ဘူးသာဆိုသည်မှမသိကြပါ1992ခုနှစ်အီရတ်အာအမေရိကန်တို့တိုက်ခတ်ခဲ့စဉ်က အီရတ်၏စစ်ရေးစွမ်းရည်80ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့သည်ဟုအမေရိကန်ကကြေညာခဲ့ပါသည်1992ခုနှစ်နောက်ပိုင်းအီရတ်ရှိအစုလိုက်အပြုံလိုက်သေးချေပျက်စီးစေသောလက်နက်များ၏60ရာခိုင်နှုန်းမှာရှင်းလင်းဖျက်ဆီးထားပြီးဖြစ်သည်ဟုကုလသမဂ္ဂလက်နက်စစ်ဆေးရေးအဖွဲ့ကကြေညာခဲ့ပါသည်အီရတ်ကိုအမေရိကန်တို့ကျူးကျော်သိမ်းပိုက်နိုင်ခဲ့တော်လဲယခုအချိန်ထိအဖြက်လက်နက်ထုတ်လုပ်မှုတက်သေးအထောက်အထားအခိုင်အမာမတွေ့ရှိရသေးပါ အီရက်ကလူတွေအစုတ်လိုက်ပြုံလိုက်သေးသေးနိုင်သည့်လက်နက်ကိုပိုင်နယ်ထားအောင်တော့သူကဒီလက်နက်တွေကိုအသုံးမပြုသေးဘူးဆိုလျင် သူဟာ မျက်မှောက်ကလာရဲ့အဓိကအန္တရာယ်ဖြစ်ပြီးပြီးပြင်းပြင်း ဖြစ်မလာသေးပါတခြားတိုင်းပြည်များတွင်လည်းဒီလိုလက်နက်မျိုးရှိနေကြပါသည်အစ္စရေးမှာနျူကလ িয়ার လက်နက်ရှိပါသည်ပါကစ္စတန်နဲ့အိန္ဒိယတို့မှာနျူကလ িয়ার လက်နက်ရှိနေုံမကအသုံးပြုလူဆဲဆဲအခြေအနေဖြစ်ပါသည် ကဘာအတွက်ကြီးမားသောခြိမ်းခြောက်မှုပြုလျက်ရှိနေပါသည်နျူကလ িয়ার ဓာတုဇီဝစသည့်လက်နက်များကိုဤကဘာတွင် အကြီးမားဆုံးပိုင်ဆိုင်သူမှာအမေရိကန်ကိုယ်တိုင်ဖြစ်ပါသည် သူသည် အနုမြူလက်နက်ကို သုံးစွဲပြီးပါပြီဒုတိယကဘာစစ်ကြီးပြီးမှစ၍စစ်ပွဲများကိုဒိုင်းခံဖန်တီးသည့်နိုင်ငံလည်းဖြစ်ပါသည် သူ၏နျူကလ িয়ার လက်နက်အဆင့်တိုးမြင့်ရင်းနှင့်ဓာတုဇီဝလက်နက်သုတေသနလုပ်ငန်းကိုအကြီးအကျယ်လုပ်နေသည့်အပြင် Star Wars စီမံကိန်းဖြစ်တဲ့ကဘာကိုချိန်ကြောက်လျက်ရှိပါသည်။ ABM စာချုပ်အပောင်းဝင် Nuclear လက်နက်ထိန်းချုပ်ရင်းနဲ့မပြန့်ပွားရေးစာချုပ်ကို၎င်းဇီဝလက်နက်ဆိုင်ရာညီလာခံကချမှတ်ထားတဲ့စီမင်းဥပဒေကို၎င်းညီမြုံမိုင်းပိတ်ပင်ရေးစာချုပ်ကို၎င်းဆန့်ကျင်ခဲ့သလိုနိုင်ငံတကာရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံးနဲ့စစ်ပွဲကန့်သက်ထိန်းချုပ်ရေးဆိုင်ရာနိုင်ငံတကာ၏လက်တွေ့ကြိုးပမ်းမှုမှန်သမျှကိုလည်းဆန့်ကျင်သူဖြစ်ပါသည် ကဘာပေါ်တွင် အကြီးမားဆုံးစစ်ရေးအသုံးစေးကိုတုံးဆွဲနေသည့်နိုင်ငံလည်းဖြစ်ပါသည်။အီရတ်မှာအာနာရှင်စနစ် အုပ်ဆိုးနေသဖြင့်၎င်းကိုစစ်ပြုရသည်ဆိုသည့်အကြောင်းပြချက်မှလည်းမခိုင်းလိုပါ။ကဘာပေါ်မှာအာနာရှင်စနစ်နိုင်ငံများအများပြားရှိနေပါသည်။တချို့နိုင်ငံဆိုလျင် အမေရိကန်က အာနာရှင်စနစ်အစိုးရကိုသူကိုယ်တိုင်အာဏာအနှင်းထားတာပါ။ Sorry အာရေဗျနိုင်ငံကို နမူနာဖြစ်ပြနိုင်ပါသည်။ အီရတ်ကကတပုံများအားရရက်ဆက်ဆက်တိုက်ခိုက်ခဲ့သည့်ဆိုသည့်အချက်ကလည်းစစ်ပြုဖို့ခိုင်နှုံသည့်အကြောင်းပြချက်မဟုတ်ပါထိုစဉ်ကအမေရိကန်ဆိုရသည်ဘာမှဝန်မပြောဘဲစိတ်စိတ်နေခဲ့ပါသည်တကယ်လက်တွေ့တွင်အီရတ်ဆိုရအားအားပေးထောက်ခံမှုပြုခဲ့ခြင်းပင်ဖြစ်ပါသည်တူရကီနိုင်ငံသည်လည်းအမေရိကန်လက်နက်များကိုအသုံးပြုပြီးထောင်ထဲချီသောကတပုံများကိုတပ်ဖြတ်ခဲ့ပါသည်မိမိနိုင်ငံပြည်သူများအား တောင်းနဲ့ချီပြီးသေကြီးအောင်တက်ဖြတ်ခဲ့သောအခြားနိုင်ငံများလည်းရှိနေပါသေးသည်ဥပမာ အင်ဒိုနီးရှားနဲ့ဂွာဒီမာလာနိုင်ငံတို့ရတဲ့၎င်းနိုင်ငံများသည်စစ်ပွဲဖြင့်အချင်းချောက်မခံရသည့်အပြင်အမေရိကန်ထံမှလက်နက်အကူအညီများပင်ရရှိခဲ့ကြပါသေးသည်နာဖာဆိုရသည်လည်းမိမိပြည်သူများကို ထောင်နဲ့ချီပြီးသေကြီးစေအောင်တက်ဖြတ်ခဲ့သည်မဟုတ်ပါလားကူဝိတ်အာအီရတ်ကကျူးကျော်ခဲ့သည့်ဆိုရတယ်လည်း တခြားနိုင်ငံများနဲ့နှိုင်းရှင်ကြည့်စရာလိုနေပါသည်သည်နှိုင်းရှင်ကြည့်စရာနိုင်ငံတွေတွင်အမေရိကန်ကိုယ်တိုင်လည်းပါဝင်ပါသည်အမေရိကန်တို့သည်ဗီယက်နမ်ကမ်ဘောဒီးယားဂရနာဒါနှင့်ပနမားတို့ကိုကျူးကျော်ခဲ့ပါသည်အထက်ပါချက်လက်များမှာဆဒမ်ဟူစိန်အစိုးရအားကာကွယ်နေခြင်းမဟုတ်ပါအမေရိကန်တို့၏အကြောင်းပြချက်မှန်ကန်မှုမရှိပုံကိုထောက်ပြခြင်းဖြစ်ပါသည်။ကမ္ဘာအခြေအနေအရအမေရိကန်၏ကမ္ဘာကိုစိုးမိုးဗိုလ်ကျလိုမှု တခုတည်းသောဝင်ရိုးရှိသည့်ကမ္ဘာစနစ်ကိုထူထောင်လိုမှုအမေရိကန်အကျိုးစီးပွားဆိုင်ရာကိုကြိုးကြည့်မှုကိုလိုနီအင်ပါယာထူထောင်လိုမှုတို့နှင့်ဆက်ဆက်ယူမှအခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်မည်ဖြစ်ပါသည်အီရတ်တိုင်းပြည်၏အရေးကိစ္စကိုအီရတ်ပြည်သူများကသာဆုံးဖြတ်ရမည်ဟု တင်ပြသောအဆိုမှာမှန်ကန်သည်ဟုထင်ပါသည်မြည်သည့်နိုင်ငံပြည်သူများမဆိုဤအခွင့်အရေးမျိုးရသင့်ပါသည်ဗမာပြည်တွင် နာဖအာနာရှင်စနစ်အားအဓိကတိုက်ခိုက်သွားကြရမည်ဖြစ်ပါသည်။သို့ရတွင်မိမိပြည်တွင် အခြေအနေကိုမြည်သည့်ပြင်ပအင်အားစုကမှဝင်ရောက်ဆွတ်ဖက်သည်ကိုလက်မခံနိုင်ပါ။ကိုယ်ပြည်တွင်အခြေအနေကို ကိုယ်ပြည်တွင်အင်အားစုများကနှောင်ကြိုးမဲ့လွတ်လွတ်လပ်လပ်ကိုယ်ဖာသာဖြည့်ရှင်းခြင်းသာမှန်ကန်သည်ဟုခင်မြင်ယူဆပါသည်။ဗမာပြည်ပြည်သူများသည်နိုင်ငံရေးအတွေ့အကြုံရှိသည်အမျှော်မြင်ရှိသည်ဟုယုံကြည်ပါသည်။ ဗမာပြည်နိုင်ငံရဲ့အင်အားစုများသည်လည်းအမျှော်မြင်ရှိကြရပါမည်။ဗရေတရစ်ဗမာနိုင်ငံသူ့ကျွန်းဘဝရောက်ခဲ့ရသည့်တမိုင်းချောင်းကလည်းသင်ကန်းစာ ပေးထားခဲ့ပါသည်။ဗရေတရစ်အာနာရှင်စနစ်ကိုမကြိုက်၍ပြည်ပကိုအားကိုး၍ဖိတ်ခေါ်ခဲ့သူများမျိုးဖြက်ဖြစ်သွားခဲ့ကြပါသည်။တိုင်းပြည်သူ့ကျွန်းဘဝရောက်ခဲ့ရပါသည်။နာအဖကပြည်ပကိုပင့်ဖိတ်ခေါ်ယူလျင် သူသည် အာနာရှင်စနစ်ဖြစ်ယုံသာမကမျိုးဖြက်ဖြစ်သွားပါမည်။ တခြားအင်အားစုများလည်းဤနည်းအတိုင်းပင်ဖြစ်ပါသည်မစစ်မှန်သောပြည်ကျစ်စိတ်ဓာတ်ဖြင့်အိန္ဒိယတိုင်းပြည်များကိုရန်လိုလျင်လဲအရေးကြီးသောကမ္ဘာအခြေအနေ၌အမျော်မြင်မဲ့ရာကြပါလိမ့်မည်အိန္ဒိယတရုတ်ထိုင်းစသည့်နိုင်ငံများကိုအိန္ဒိချင်းများအဖြစ်နှစ်ထောင်နှင့်ချီ၍ဆက်ဆံလာခဲ့သလိုနောက်အနာဂတ်မှာလည်းနှစ်ပေါင်းထောင်နှင့်ချီ၍ဆက်ဆံသွားရမည်ဖြစ်ပါသည်ဧည့်သည်ဇိုးကိုကိုက ဖိတ်ခေါ်မိလျင် အိမ်နီးချင်းများဒုက္ခရောက်မည်ဆိုရသလိုအိမ်နီးချင်းကြောင့်ကိုယ်လည်းဒုက္ခမရောက်ချင်ပါကိုယ်အိမ်တွင်အမျိုးသားရင်ကြားစိတ်မှုရရှိထားပါမှတန်ခါကြပါလိမ့်မည်